မင်္ဂလာပါဆရာမမင်္ဂလာပါကိုထုနဲ့ဆိုင်ကြကဲဆရာမကဒီတပတ်မှာတအားတို့တမီးတို့ကိုအရင်တပတ်ကတင်ပေးသွားတယ်တမချန်းစာအကြောင်းကိုပြင်ပေးမယ်အဲ့တော့ရတဲ့သူကလက်ညှိုးထောင်ပြီးတော့မှဖြေရမယ်နော်ရှင်းမယ်ဆရာမဆရာမကဲဒါဆိုလို့ရှိရင်ဆရာမမေးမယ်နော်ကဲပထမဦးဆုံးဒီတက်ပုံထဲကဒီပုံထဲကသူကဘယ်သူလဲအော်ကျွန်တော်တည်ရဆရာမအီလီရှယ်ဆရာမ မှန်တယ်အင်းလိချင်းတော့အဲ့ဒါဆိုရင်အဲ့လိရှဲကသူ့ကိုဖမ်းဖို့လာတဲ့ရှူရီစစ်သားတွေကိုဘာဖြစ်ဖို့ဆူတောင်းခဲ့လဲဆရာကျွန်တော်သိရဆရာမအဲသူတို့ကိုမျက်လုံးမမြင်ဘူးဆူတောင်းလိုက်တာဟုတ်တယ်ကိုထွက်တော်လိုက်တာ ကဲဆိုင်းကြဘာမှပြင်မပြူပေါ့ပြိသွားလားအဲ့ဒါဆိုရင်ဆီမားတို့ဆိုင်းကြထပ်ပြီးတော့မမေ့သွားအောင်ဗီဒီယိုလေးကိုထပ်ကြည့်ကြမယ်ဟူရေးဒီလိရှာကျွန်တော်တို့ကိုရန်သူတွေလာတိုက်နေကြပြီ ဒေါသအမျိုးမှရှိတဲ့လူတွေငါစကားကိုနားထောင်ကြအဲလီရှဲဆိုတဲ့ပရော့ဖက်ကိုထောက်ပေးကြမဟုတ်လို့ကတော့တတိုင်းကိုဖက်ပြီးငါလက်နဲ့အားလုံးကိုတတ်ရလိမ့်မယ်တခင်ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲမစိုးရိမ်နဲ့ငါတို့ဘက်မှာရှိတဲ့သူတွေကသူတို့ဘက်မှာရှိနေတဲ့သူတွေထက်ပိုများတယ်တခင်ဖျားသူ့ကိုမြင်စေဖို့ကူမတော်မူပါ ကျွန်တော်တွေ့ပြီသခင်အသိလောက်ထားကြတနာစရာလောက်ရမလို့အားလုံးကိုဖြတ်စီကြ ရန်သူတွေမျက်လုံးကွယ်ဖို့ကျွန်ုပ်ဆူတောင်းပါတယ်အာဘူဒီဘာဖြစ်တာလဲကျွန်တော်မမြင်ရတော့ဘူး 都让狗蛋给弄的！你们看见了，都看他家，俺们哪也没去。啊啊 ဘသူလဲမပြောလို့ကငါဓာတ်နဲ့ခေါင်းမတော့ဒီနီးနဲ့ဖြည့်ရှင်းရမှာမဟုတ်ဘူးမင်းတို့တိုက်ရမယ်မြို့လည်းမဟုတ်ဘူးငါနောက်လိုက်ခဲ့မင်းတွေ့ချင်နေတဲ့သူစီငါခေါ်သွားမယ်ကဲကြည့်ပြီးသွားပြီဆိုတော့ရှင်မတို့ပုံချေကြမယ် ကဲဒီပုံလေးတွေကိုတယောက်တရက်လာယူပြီးတော့ချိန်မယ်เนาะချိန်ပြီးသွားလို့ရှိရင်ဆ iam ကပြန်လာရင်သိမ့်မယ်ဆရာနောက်အဝါရောင်လေးခဏလာ